ားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်တက်တီအားလုံးမင်္ဂလာပါဒါ Real Madrid အသင်းရဲ့ဒါဘယ်လိုပြောမလဲ Superstar Kylian Mbappe က သူ့ဘဝအတွက်အကောင်းဆုံးပုံစံနဲ့အောင်မြင်မှုရချင်ဖို့ကြိုးပမ်းခဲ့သည့်တိုင်အောင်ဒါအခုလောလောဆယ်နေထိုင်ရတော့ဒီရသည်မှာဒါအတူတူနှစ်သိမ့်ဆန်တစ်ခုတော့ဂျန်ခဲ့မှာပေါ့လေဒါ Real Madrid နဲ့ Space ဒီ Super Cup ရတယ်ဥရောပ Super Cup ရတယ်ကမ္ဘာကလပ်ပြိုင်ပွဲရတယ်ဒါ La Liga မှာဒုတိယ Copa del Rey မှာဒုတိယ Champions League မှာ ဒါ quarter final မှာထွက်ခွင့်ရတဲ့ Mbappe အတွက်နှစ်သိမ့်ချာကတော့ဒါမင်းညာက La Liga ပွဲစဉ် Sevilla နဲ့ပွဲမှာ Mbappe နောက်တစ်ခုထပ်သွင်းတယ်။ Mbappe က La Liga ပွဲစဉ်ရဲ့ဒါဘယ်ပြောမလဲ Championship ဆုရဖို့တော့တည်ကြတာပေါ့လေ။ဒါ La Liga ပြိုင်ပွဲမှာ total အားဖြင့်33ပွဲမှာဒါ29ခုတွင်ထားတယ်။ ကီလီယန်အမ်ဘပ်ပေကဒီယာတီမှာအကောင်းဆုံးဆွမ်းဆောင်ထားတဲ့လာလီဂါကစားသမားတွေကတယောက်ဖြစ်တယ်။ဒါလီဗန်ဒေါစကီကိုသူအမှဂိုးဖြတ်ခံထားရတဲ့အချိန်မှာလီဗန်ဒေါစကီကဒဏ်ရာကြောင်း6ပတ်လောက်နားလိုက်တယ်6ပွဲလောက်လွဲသွားတဲ့အချိန်မှာအမ်ဘပ်ပေကဒါကိုအကောင်းဆုံးအသုံးချတယ်။နောက်ဆုံး3ပွဲမှာစုစုပေါင်း9ဂိုးသွင်းလိုက်တယ်။9ဂိုးသွင်းပြီးတော့အခုလာလီဂါမှာ28ပွဲမှာ29ဂိုးပြိုင်ပွဲစုံ48ပွဲမှာ44ဂိုးဆိုအဲ့44ဂိုးကဒါအခုလက်ရှိအနေထားရသူ့ရဲ့ Paris Saint-Germain ါ42ခုပေါ့လေဒါအခု42ခု45ခုမှ42ခုကသူ့ရဲ့ parasite germain career ကိုပြီးဖို့ဒါ၃ခုပဲလိုတယ်ပြီးခဲ့နှစ်က44ခုတွင်းတယ်အဲ့ဒါကသူ PSG career မှာတော့အမြင့်ဆုံးမရှိမှာ ampapic ကအခု42ခုရထားတယ်ဆိုတော့နောက်ဆုံးပွဲကတော့သူတို့ society တက်တဲ့ကံပဲတေးကြတာတော့ killian ampapic ကဒါ twin goal 40ခုဒါသူစတုတ္ထမြောက်ရာသီပေါ့လေ parasite germain မှာ300ရာသီ ဒါအခုဒီယာတီပေါ့နိဆို29ကိုကအခုလက်ရှိမှာသူ့အတွက်ဘာဖြစ်သွားလဲဆိုတော့ဒီတေချာပေါက်ဒါပီချီချီစုရပြီဒီနေရာမှာသူ့အတွက်တခုပြီးတော့မျောလင်းချက်ကဘာလဲဆိုတော့ဒီဥရောပရွှေဖနက်စုဥရောပရွှေဖနက်စုရဖို့အတွက်ကသူတို့အားပြိုင်ချက်နှစ်ခုရှိတာပေါ့လေဗစ်တယောဂရက်စတာအခုလောလောဆယ်နေထားရ58.5မှတ်ရထားတယ်အမ်ဘပ်ပေက29ကိုဆိုတော့58မှတ်ရတယ်မိုဟမက်ဆာလတ်ကဒါ 56မှတ်ရထားတယ်ဆိုတော့ Salas ကလက်ချက်နှစ်ပွဲချန်တယ်ဒီကနေ့ညမှာ Mo Salas ကဒါသူအနေနဲ့ပွဲ Brighton နဲ့ပွဲတစ်ပွဲရှိတယ်အဲ့ချိန်မှာတစ်ဖက်ကဒါဘယ်လိုပြောမလဲ Kylian Mbappe ကတော့လုံးဝကိုချန့်ရှိသေးတယ်ဆိုတော့ Mbappe ကလက်ချက်တစ်ပွဲဒါ Liverpool ကနှစ်ပွဲတောင်ချန်သေးတယ် တော့လီဗာပူးကဒီဘယ်လိုပြောမလဲဆိုတော့ Brighton ကိုအဝေးကွေးကမ်ပီတာနဲ့ယာတီပိတ်မှာသူတို့ Crystal Palace နဲ့ကမ်ပဲဒီနှစ်ပွဲမှာ Mosales ကိုသွင်းနိုင်ရင်သူ့အတွက်ဥရောပရွှေဖက်ဆိုချန့်ရှိတယ်ဆိုတော့ Mbappe ကတော့သူ့လုပ်ကိုသူ့လုပ်ထားတယ်ဆိုတော့မနေ့ညက La Liga ပွဲစဉ်မှာ Real Madrid ကနှစ်ယောက်ထုတ်ခံရတဲ့ Sevilla ကို ဒါအဝေးခွေးမှာ3နှစ်ကိုပြတ်နေနိုင်တယ်အမ်ပပေတကူဂျူပါလင်ကန်တကူပေါ့လေပထမပိုင်း7မိနစ်မှာနောက်ခံလူဟိုဘယ်လ်တီထုတ်ပြီးတော့48မိနစ်မှာရူမဲရိုထုတ်တယ်နှစ်ယောက်စလုံးထုတ်ခံရပြီးအခြေချမှာရီယယ်မက်ဒရစ်က69နဲ့89မှာ2ဂိုးဆက်သွင်းပြီးတော့ တို့လာလီကာပွဲစဉ်မှာနိုင်သွားတယ်။ဘာဆိုနာကတော့ဒါအိမ်ကွင်းမှာဗီလာရီယက်ကို၃ဂိုး၂ဂိုးနဲ့ရှုံးတယ်။မနေ့ကလည်းဗီလာရီယက်ကိုအိမ်ကွင်းမှာရှုံးလို့ဒီချိန်မှာလည်းရှုံးတယ်။လာလီကာချန်ပီယံဖြစ်တာပြီးသားဖြစ်တဲ့ကြောင့်တို့အဲ့လောက်ဒီခေါင်းထဲမထည့်ဘူး။ဒါပေမဲ့ဒီနေ့ပွဲမှာယမားတကူသွင်းပြီးတော့ဒါဖာမင်းလိုပက်စ်တကူသွင်းပေမဲ့ဟိုဘက်ကဒါအယိုစီဖီရက်စ် ကိုသွင်းခဲ့ပြီးတော့ဒါဘူဟမန်အပါဝင်နောက်ချကိုနှစ်ကိုနဲ့ဗလာရီယက်က3-2နဲ့နိုင်သွားတယ်။နောက်အတလတီကိုမတ်တွက်ကလည်းအင်ကွင်းမှာရီပတ်တစ်ကိုဟူလီယန်အေဗရက်စ်ချေဆွမ်းပြပြီးတော့4-1နဲ့နိုင်တယ်။ဆိုတော့အခုလာလီကာရဲ့အနှစ်ချုပ်ကပါလဲဆိုတော့2024-25မှာဒါရန်အိုဘလက်ကကလစ်ရှိအများဆုံးရတယ်။ကလစ်ရှိဟိုလေးပေးဖို့အနည်းဆုံးဖြစ်တယ်။ဒါဇာဇာ ဇာမိုရာဆိုတဲ့ထရိုဖီကိုသမဆုကိုရမယ်အမ်ဘပေက29ဂိုးကြောင့်လီဗာဒေါစကီကိုသူ၄မှတ်ဖြတ်ထားတော့သူကတေချာပေါက်ရွှေဖနက်ဆုကိုရမယ်ဒီနေရာမှာဇာဇာရာဆိုတဲ့ဒါအကောင်းဆုံးကစားမကအယိုစီဘီအက်စ်တာဂလိုဇမှာရီမန်းစားလဲရှိတယ်ဆိုတော့အခုလောလောဆယ်လာလီဂါအခုလောလောဆယ်မှာနေစတန်နဲ့တိတ်ပြောင်းမှုမရှိတော့ဘူးဘာလို့ပြောင်းမှုမရှိတော့လဲဆိုတော့လာလီဂါရဲ့လက်ရှိအနေထားပေါ့လေစတန်နဲ့ကဒါအဆင့်1နဲ့နှစ်ကြားမှာလဲ၄မှတ်ဒါအဆင့်1နဲ့3ကြားမှာလဲ ဒါအမှတ်กว่าတယ်3.4ကျမှလည်းအမှတ်กว่าတယ်ဆိုတော့နာဒီကာစတန်ဒီကယာတီကုန်ထီ3.3လေးကတေချာသွားပြီ3.3လေးတေချာသွားတဲ့အချိန်မှာဒါအခုတစ်ခုပဲပေါ့လေဒါလက်ရှိအနေထားရဒါ Villarreal က Athletic Club ရဲ့ chance ပြီ super cup ရပဲ chance တော့ဒါအခုလောလောဆယ်အနေထားရချက်ရှိဘာကြောင့်လဲဆိုတော့ Spain Super Cup က La Liga Champion နဲ့ဒုတိယရတာရယ် Copa Rey ပထမဒုတိယရတဲ့အတွက်ကြောင့် ဲ့လိုတွက်ထားတဲ့အချိန်မှာကိုပါရိုရီပထမဒုတိယကလည်းရီမက်ဒရစ်နဲ့ဘာဆိုလာလာလီဂါလည်းရီမက်ဒရစ်ဘာဆိုလာဆိုတော့လာလီဂါရဲ့အဆင့်3လေးဆိုတော့အဆင့်3ရတဲ့အက်တလတိကိုမက်ဒရစ်ကတေးချပြီးအဆင့်4ရတဲ့အသင်းကအခုလက်ရှိမှာအဒီအဲအက်တလတိကလပ်ကရမှတ်80ရပြီးတော့ဗီလာရီယယ်ကဒါလက်ရှိမှာ60ခုဆိုတော့အဲ့မှာလည်းအက်တလတိကလပ်ကတေးချသွားပြီဆိုတော့ဒါရှင်းနစ်စီမီစူပါကပ်မှာ ဒါဘာစလိုနာနဲ့အတလက်တစ်ကလပ်ရီယယ်မက်ဒရစ်နဲ့အတလက်တီကိုမက်ဒရစ်တို့ဒါဘယ်လိုပြောမလဲတေချာပေါက်စူပါကပ်ပွဲဆီမီဖိုင်နယ်ဆိုဘာစလိုနာကတီကိုနဲ့အတလက်တစ်ကလပ်နဲ့တွေ့မယ်အဆင့်တက်တဲ့လေးနဲ့ကဘာစလိုနာနဲ့အတလက်တစ်ကလပ်ကဒါဒီစူပါကပ်ဆီမီဖိုင်နယ်ပြီးတော့မှာတီကိုနဲ့ရီယယ်ရဲ့မက်ဒရစ်ဒါဘီပွဲရှိမယ်ဗီလာရီယယ်ကချန်ပီယံလိဝင်မယ်ရီယယ်ပတ်တစ်ကတော့ယူရိုပါလိဝင်ပြီးတော့ဒါလက်ရှိမှာအလာဗတ်စ်တို့ဂက်တာဖေးတို့လည်းရီလီဂေးရှင်းဇုံကနေလွတ်သွားပြီ တော့ဒါကတော့အခုလောလောဆယ်အေးထားပေါ့လေဆိုတော့ Mbappe ကဒါ European Championship ဆုရဖို့အတွက် Victor Gyokeres ကိုကြော်ဖို့နောက်ဆုံးတကူလိုသေးတယ်ဒီနေရာမှာ Musiala ကအဲ့နှစ်ပွဲမှာဒါနောက်ထပ် twin goal နှစ်ဂိုးဒါ twin နိုင်ရင်သူလည်းရနိုင်မဲ့အခွင့်အရေးရှိတယ်ဆိုတော့ La Liga မှာ Real Madrid နိုင်ပွဲရတယ် ဘာဆိုနာရှုံးတဲ့တစ်ဖက်ကအတလက်တီကိုမက်ဒရစ်နိုင်ပြီးဖီလာရီယယ်လည်းနိုင်ပွဲကိုတက်တစ်ကလပ်လည်းနိုင်သွားတယ်ဆိုတော့ဘာဆိုနာကတော့သူ့ရဲ့ချန်ပီယံဆူဖလာဂျီ28ချိန်နဲ့အတူအဝဲခံပြီးတော့ဒါလာလီဂါရဲ့ပွဲစဉ်တွေတော်များများအဆုံးသတ်ပြီးတော့ပေါ်တင်တာတွေပေါ်သွားပြီးဖြစ်သွားပြီအားလုံးကျေးဇူးတင်ပါတယ်